မင်္ဂလာပါတော်လန်ရေးအမှန်တရားလူမျိုးစုတွေဗမာတွေကိုမယုံကြည်ကြတော့ဘူးလားအယုံကြည်မဲနေပြီလားမထင်မှတ်ထားတဲ့အဖြစ်ပြက်ပြောလို့ရပါတယ်ဘာဖြစ်လို့လဲလူတိုင်းအဲ့ဒီခြေနေကိုမသိသေးလို့တော်လန်ရေးဟာအာဏာပြန်ရဖို့အတွက်ရည်ရွယ်ပြီးလောက်တဲ့နီးဆိုပြီးတော့တိုင်းသားလူမျိုးစုတွေကမြင်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ဆံခဲ့တဲ့အတွေ့အကြုံရဆိုလို့ရှိရင်အစိုးရအစစ်စစ်ဟာတိုင်းပြည်ကိုပြန်နေတိဆောက်ရေးမှဒီတော်လန်ရေးအခွဲတွေကိုပါဝင်ခွင့်မပေးခြင်းဘူးမြန်မာနိုင်ငံမှာတော်လိုင်းရေးမီဟုတ်ဟုတ်တောက်လောက်နေပြီမဲ့ လူမျိုးစုတွေနဲ့ပမာတွေချာကယုံကြည်မှုဟာတဖြည်းဖြည်းမေးမိတ်လာနေတဲ့အခြေအနေပြောလို့ရပါတယ်လူမျိုးစုတွေကပမာတွေပေါ်ဘယ်လိုမြင်ကြလဲတကယ်တော့အရင်တမိုင်းမှာကလေးကအလုပ်သိပြီးသားပါအတိုင်းသားလူမျိုးစုတွေဟာပမာအရသာဆိုရရောဆက်ဆိုရရောကိုယုံကြည်မှုမရှိတဲ့အခြေအနေဖြစ်နေပါတယ်အခုဒီ2021အနာသိပြီးတဲ့နောက်ဒေါ်လာရေးလောက်တဲ့အချိန်မှာလည်းအဲ့ဒီလိုပါပဲတဖြည်းဖြည်းပို့ပို့ဆိုးလာတယ်ဘာဖြစ်လို့လဲတကယ်တော့ တိုင်းသားလူမျိုးစုတွေရဲ့မျက်လုံးထဲမှာဗမာတွေဟာအဝေးရောက်အစိုးရရဲ့အလူခံဇလန်းလို့ဖြစ်နေတယ်လို့ဒါနားလည်ပြီးသားသိရှိပြီးသားအခြေအနေဟုတ်ပါတယ်ဒါဟာတော်လိုင်းရေးအတွက်အလွန်အန္တရာယ်ကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာလူမျိုးစုတွေရဲ့လျှောက်ကြည့်မှုဘာကြောင့်ပြိုကွဲသွားတာလဲနောက်အနာဂတ်မှာဘယ်လိုတွေပါတွေဖြစ်လာနိုင်လဲဒါကိုမိခွန်းနေထုတ်ပြီးတိတိကျကျတောက်တက်ကြည့်ပြီးတော့အဖြေကိုရှာဖို့လိုပါတယ်ဥပမာပုံပြင်လေးနဲ့ကြောပြောပြရရင်ရှိရှိတုန်းကရွာနေရွာရှိတယ်ဆိုပါတော့ တရွာကဗမာရွာတရွာကတိုင်းသားတွေရွာတနေ့မှာရန်သူဟာအဲဒီရွာနေရွာကိုဖြိုခွင်းဖို့လာပါတယ်ဗမာရွာကလူတွေကငါတို့လူအရေးအတွက်အင်အားများတယ်ဒါကြောင့်တိုက်ပွဲကိုငါတို့ဥစားပြီးတိုက်မယ်မင်းတို့ကနောက်ကနေလိုက်ပြီးတော့ကူညီပေးအဲ့လိုပြောပါတယ်တိုင်းသားရွာကလူတွေကလည်းစိတ်ထဲမှာမချိနဲ့တဲ့အခြေအနေပါငါတို့ကအရေးချင်းမရှိလို့လားသူတို့ကဘာမှမတက်ဘဲနဲ့တက်ပြီးတော့လှုပ်တော့လားဟာသူတို့ကပဲခေါင်းဆောင်လှုပ်ချင်နေတာလားငါတို့ရွာကိုငါတို့ဘာသာကာကွယ်လို့လဲနိုင်ပါတယ် အဲ့လိုတွေအတွေးတွေပေါ်လာတဲ့သဘောကိုဆိုလိုတာနောက်ဆုံးမှာယုံကြည်မှုပြိုကွဲပြီးအချင်းချင်းမညီညွတ်တဲ့အခြေအနေကြောင့်တိုက်ပွဲမှာရှုံးနေသွားခဲ့ရတယ်အဲ့လိုပါပဲမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုတိုက်ရိုက်ညွန်ပြနေတယ်လို့ပဲလူမျိုးစုတွေကဗမာတွေကိုမြင်တဲ့အမြင်ဟာလက်ရှိမှာနှမျိုးကွဲနေတယ်နံပါတ်၁အဓိကအချက်ကတော်လန်ရေးဟာဗမာဗမာချင်းတိုက်ကြတဲ့ပွဲနံပါတ်၂ကလက်ရှိဥဆောင်သူတွေဆိုတဲ့ အယတအဆိုးရဆိုးတဲ့ဗမာတွေကအလူခံပြီးအဝေးကနေဆိုဖာဘျူဟာကိုဆွဲပြီးတော့စီစဉ်ညွှန်ကြားနေတယ်။အဲ့ဒီအမြင်တွေဟာတေချာစဉ်းစားကြည့်ရင်ဒေါ်လာရေးအတွက်အကြီးကျယ်တန်တရားတွေပေးဝေးနိုင်ပါလေ။ပထမအချက်ကိုကျွန်တော်ပြောပြချင်တာကဗမာဗမာချင်းတိုက်တဲ့ပွဲ။အဲ့ဒီအမြင်ဟာဒီ2021စစ်အာဏာသိမ်းပြီးတဲ့နောက်လက်နက်ကိုင်ဒေါ်လာရေးလှုပ်တဲ့အချိန်မှာမှပို့ပြီးတော့ပေါ်လွင်ပို့ပြီးတော့မြင်လာတယ်။ဘာဖြစ်လို့လဲ။ဒေါ်လာရေးဟာအာဏာပြန်ရဖို့အတွက် ီရွယ်ပြီးလောက်တဲ့နီးဆိုပြီးတော့တိုင်းသားလူမျိုးစုတွေကမြင်လာတာဖြစ်ပါတယ်။ဒါအပြင်ပြဿနာတွေဖြစ်နေတဲ့အချင်းချင်းကြားမှာလည်းဗမာဗမာရှင်ရဖြစ်စကားများနေပြီးဗမာတွေကပါဖြစ်တဲ့ညာဖြစ်တဲ့ဆိုတော့အထင်သေးတဲ့အမြင်တွေပေါ်လာတာပါ။ဒီတော့ဘယ်လိုဖြစ်လာလဲဆိုရင်ဒီမိုကရေစီရဖို့ဗမာတွေကသူတို့ဘာသာပဲတိုက်ကြပါစေ။မတို့ကကိုယ့်နဲ့မြေလှုပ်ချုပ်ရေးကိုယ့်နဲ့မြေကိုပြန်ပြီးတော့ရယူရေးလွတ်မြောက်ရေးအမျိုးသားပြည်နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဦးစားပေးတဲ့အခြေအနေဖြစ်သွားပါတယ်။ အဲ့ဒီအတွေ့တွေဟာထင်ထင်ရှားရှားအခုချိန်မှာဆိုရင်ပို့ပြီးတော့မြင်သာတဲ့အခြေအနေကိုတွေ့ရပါတယ်ဆိုလိုချင်တာကအဲ့လိုအခြေအနေတွေကြောင့်တိုင်းသာလက်လက်ကအဖွဲ့တွေကတော်လိုင်းရေးမှာဗမာတွေကိုဘာကြောင့်မှတို့ဟာအသက်ပေးပြီးတိုက်ပေးရမှာလဲဗမာတွေကိုဘာကြောင့်အကူအညီပေးရမှာလဲဆိုပြီးတန်တရားအဖြစ်နေကြတယ်ကူညီပေးရတာမှပဲတခုခုအညီနိုင်ဖို့ပြောဆိုမှုရှိပြီးသားပါဒုတိယအမြင်ကနိုင်ငံအနေချီပြီးတော့ UNG ပေါ့ဗျာအလူခံပြီးဆိုဖာဗျူဟာဆွဲမြေပြင်မှာ ငါတို့အသက်တွေ PDF အသက်တွေကိုချနေနေသလိုဖြစ်နေတယ်။အဲ့ဒါဟာဒီမှာကျွန်တော်တို့မြင်တာမဟုတ်ပဲတိုင်းရင်းသားတွေလည်းမြင်ပါတယ်။သူတို့ကပို့တာမှသိပါတယ်။သူတို့ကနားလည်လာတဲ့အခြေအနေနားလည်ပြီးသားအခြေအနေကလူမျိုးစုတွေအလုံးနားလည်ထားတဲ့အခြေအနေတော့မဆိုလိုပါဘူး။ကောင်းကောင်းနားလည်ထားတဲ့လူမျိုးစုအင်အားကြီးတွေရှိပါတယ်။ဒီတော်လိုင်းကြီးဟာနောက်ဆုံးမှာဗမာတွေကနော်ငါတို့စီကလွတ်သွားတဲ့စစ်တပ်ကလွတ်သွားတဲ့အာဏာကိုပြန်ရဖို့အတွက်အနိုင်ယူဖို့တိုင်းရင်းသားတွေကိုအတုံးချပြီးစီစဉ်နေတဲ့စူပါဘဝဗျူဟာတစ်ခုအဲ့လိုထင်လား ဒါဖြစ်ပါတယ်။တချို့ကလည်းအဲ့လိုမတင်ဘဲနဲ့ကျုပ်တို့ပူပါဝီလှုပ်ဆောင်တာတွေရှိပါတယ်။ဒါဟာနိုင်ငံရေးအတွက်ရေရှည်ကိုကြည့်ပြီးလှုပ်တာ။ပူကြောက်ကမှလည်းပြောခဲ့ပူပါတယ်။မြမတမိုင်းအစစ်ဆက်မှာအစိုးရတိုင်း EAO တွေကိုသူတို့အလိုရှိချိန်မှာပူပေါင်းဆွေးနွေးတယ်။အတော့ချဖို့အတွက်ဆွေးနွေးပူပေါင်းတဲ့အခြေအနေဖြစ်ပြီးတော့အနာဂတ်မှာတိုင်းပြည်ပြန်တဲ့တိဆောက်ရေးအပိုင်းတွေမှာကြတော့လူမျိုးစုတွေကိုနေရာမပေးချင်ဘူးဆိုတဲ့စကားပူကြောက်ကမှ BBC အင်တာဗျူးမှာပြောထားတာရှိပါတယ်။ 1994မှာကျွန်တော်ကအဖြစ်ခက်ရဆိုင်ကြီးဟိုလုပ်ခဲ့တယ်။အဲ့နောက်ပိုင်းတက်လာတဲ့အစိုးရအဆက်ဆက်ကအဖြစ်ခက်ရဆိုင်ကြီးဆိုတဲ့အနေအထားဟိုသူတို့ကတော့ဟိုနောက်ဆုံးပတ်တိုက်အနေနဲ့ပဲသူတို့ဟိုလုပ်ချင်တာဖြစ်ပါတယ်။ကိုဗစ်ပိုင်းမှာပြန်လည်တိဆောက်ရေးမှာဒီကျွန်တော်တို့ KIO တို့ဒေါ်လာကြီးအဖွဲ့တွေကိုပေါဝင်ပူပေါင်းခွင့်နေတယ်လို့မပြောချင်ဘူး။ကိုဗစ်ပိုင်းမှာကျွန်တော်တို့ရဲ့ကန္တာကမရှိတော့ဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။အဲအဲ့ဒါတော့ဒီအစိုးရတစ်ချက်လုံးပေါ့နော်။နောက်ပိုင်းဒီဦးသိန်းစိန်အစိုးရတက်လာတဲ့အခါတောင်မှ ဒီဟာမျိုးကတပိုင်းတစားပွားပါသေးတယ်။ဒါကြောင့်ကျွန်တော်က NCE ကိုဒါကြောင့်ကျွန်တော်လက်မှတ်မထိုးခဲ့တာဖြစ်တယ်။နောက်ပိုင်း NLD အစိုးရတက်လာတဲ့ခါကျတော့ကျွန်တော်ကဒီငင်းချိုင်းရေးဆွေးနွေးပွဲတွေကိုအစိုးရနဲ့တိုက်ရိုက်ပြောတာမရှိတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ NCE ဆိုတဲ့ကောင်းစင်နဲ့တွားတဲ့ခါမှာကျွန်တော်တို့ကအဲ့မှာပြန်ပြီးဟိုပေါကွင်ပတ်သက်မှုတွေမရှိတော့ပါဘူး။ဒါကြောင့်ချုပ်မီပြောရမယ်ဆိုရင်ကျွန်တော်တို့ဆက်ဆံခဲ့တဲ့အတွေ့အကြုံအရဆိုလို့ရှိရင်အစိုးရအဆက်ဆက်ဟာတိုင်းပြည်ကိုပြန်လည်တည်ဆောက်ရေးမှာဒီဒေါ်လာရေးအခွင့်အရေးကိုပေါကွင်ခွင့်မပေးခြင်းဘူး။ငင်းချိုင်းရေးလို့ပြောတာက အပြစ်ခံရဆိုင်ရင်စာချုပ်ချုပ်တဲ့အခြေအနေကြီးကိုဒါ end game အနေနဲ့သူတို့ကအများဆုံးသတ်မှတ်နေရှိပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အရှိမတူးနိုင်တာဖြစ်ပါတယ်။အဲ့ဒီအမြင်တွေဟာလက်ရှိဒေါ်လာရဲ့အမြင်မှုရဲ့အရှိကအတားစီအခက်ခဲပုံပုံကြီးကြီးမားလာတဲ့အခြေအနေဖြစ်စေပါတယ်။ဒီတော့ဘာတွေဖြစ်လာနိုင်လဲ။ဖြစ်နိုင်ချေတိတိချပါတယ်။တိုက်ပြီးပြုတ်ကွဲပြီးလူမျိုးစုဒေသတွေတိချနိုင်ငံတခုလိုဖြစ်လာနိုင်ပါတယ်။ Confederate ပြောလို့ရသလို organization ပြောလို့ရပါတယ်။ ဥပမာအဲ့ဒီလောက်ပါမိသားစုဝင်နေအားလုံးရန်ဖြစ်နေတယ်ဆိုရင်ဘယ်လိုဖြစ်မလဲအခြေတစ်ခုရောက်လာတော့မိသားစုတွေအတွင်းမှာမိဘတွေတသမီးတွေအများမတက်ကြတဲ့အခြေအနေတစ်ချိန်မှာတော့အားလုံးဟာတူတူနေဖို့မစင်စားတော့ပဲနေရာစီးတယောက်ချင်းစီးထွက်ခွာသွားတဲ့အခြေအနေနဲ့တူတူပါပဲအခုအခြေအနေမှာလည်းမြန်မာနိုင်ငံမှာအဲ့လိုဖြစ်လာနေပါတယ်နောက်ဖြစ်နိုင်ခြေနှစ်ကတော်တိုင်းအင်အားကြီးနေသွားပြီးစစ်ကောက်စီအသာစီးပြန်ရလာနိုင်ပါတယ်ရေခဲတုံးတစ်ခုနေလာတဲ့နေပူကြတဲ့နေရာမှာထားထားလိုက်ရင်ဘာဖြစ်မလဲ ရေခဲတော့ကိုနေပူထဲထားလိုက်မှတော့တဖြည်းဖြည်းအရေးပျော်ပြီးအဆုံးမှာတော့ပြောက်ွက်သွားမှာပဲတော်လိုက်ကြီးကလည်းအင်အားထပ်မဖြည့်နိုင်ရင်ဖြည့်စည်းရမယ့်အရာတွေစွမ်းအင်တွေထပ်မဖြည့်နိုင်ဘူးဆိုရင်အဲ့လိုပဲနေပူထဲမှာထားတဲ့ရေခဲတော့လိုပဲပျော်ဆင်းသွားမှာဖြစ်ပါတယ်ဒါကဖြစ်နေခြင်းနဲ့ဖြစ်နေခြင်းသုံးတော်လိုက်ကြီးဟာလူမျိုးစုတွေနဲ့ယုံကြည်မှုရှိပြီးပို့ပြီးတော့ပူပေါင်းလာနိုင်မယ်ဆိုရင်ပေါ်ပြီးအကောင်းလာမယ်တေချာပေါ့အောင်မြင်မှုရမယ်အခြေအနေဖြစ်လာမှာပါတစ်တပင်နဲ့တစ်တော့ကြီးဟာမိုးတန်လေတန်ကိုလုံချုံအောင်ကောက်ဖို့ ခိုင်မာနိုင်ပါမလားတစ်တော်ကြီးတစ်ခုကပို့ပြီးတော့မိုးလုံးလေးလို့ဖြစ်အောင်ကာကွယ်နိုင်ပါမလားတခြားစဉ်းစားကြည့်ပါတစ်ပစ်တပင်ကတကယ်တကယ်ကြုံလာတဲ့ဘဝဘေးဒဏ်ကိုကာကွယ်ဖို့မလုပ်တော့ပါဘူးတစ်တော်တစ်ခုအနေနဲ့ဆိုရင်တော့ရက်တိနိုင်မယ်ဆိုရင်မိုးတဲ့လေတံကိုရေရှည်တက်ကြဲကြဲခံလို့ရပါတယ်အဲ့လိုပါပဲတော်လိုင်းရေးကလည်းအတူတူကပူပေါင်းပြီးရက်တိမှလှောက်ဆောင်မှသာတန်မှအကောင်းတဲ့အခြေအနေကိုရောက်မှာပါအဲ့ဒီဖြစ်နေခြေတွေထက်ကတော်လိုင်းရေးအကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ ဒီတော့ယုံကြည်မှုတည်ဆောက်ဖို့လိုနေတယ်ဆိုတာရှင်းပါတယ်။ဒေါ်လာရေးတစ်ခုအောင်မြင်ဖို့နိုင်ငံရေးရှေ့ဆက်သွားဖို့အတွက်လူမျိုးစုတွေနဲ့ပမာတွေကြားယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။ဒီတော့ဘယ်လိုလုပ်ရမလဲ။နံပါတ်၁ပွင့်လင်းမြေတောင်မှုဘုံမြေတင်ပါ။သူတို့ထင်ထားတဲ့ရတဲ့ budget ရတဲ့ဟာတွေအကုန်လုံးလက်ရှိမှာအယူကြီးဥဆောင်တုံးဆွဲတဲ့အလူငွေတွေတုံးဆွဲမှုတွေကိုပွင့်လင်းမြေသားစွာဖြည့်ရှင်းချပြပါ။ဒါဟာကျွန်တော်တို့ဖားထုတ်တာမဟုတ်ဘူး။တိုင်းရင်းသားတွေကိုယ်တိုင်မြင်ပြီးသားရတဲ့လောက် ူပေါင်းလှုပ်ဆောင်ပြီးအကျိုးတူစားမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့တိုင်းရင်းသားတချို့လည်းရှိပါတယ်။နံပါတ်1အချက်ကမြေပြင်ပေါ်မှာထိထိရောက်ရောက်နဲ့အားထားပြီးရတဲ့အခြေအနေဖြစ်အောင်လုပ်ပါ။ဆိုလိုချင်တာက IUG ဟာဒေသခံတွေနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးအတူရပ်တည်တိုးဆိုးနေနိုင်ရမယ်။ဒါမှတော့ရမှာ။နံပါတ်3ကဒန်းတူဆက်ဆံမှုလူမျိုးစုတွေကိုမဟာမိတ်တွေလိုမပြစ်မနေဆက်ဆံရမှာဖြစ်ပါတယ်။လူမျိုးစုတွေနဲ့ဗမာတော်လှန်ရေးအင်အားစုတွေကြပါယုံကြည်မှုပြန်တည်ဆောက်နိုင်ရင်တော်လှန်ရေးမှာ တတ်ရှင်ပြီးတော့အောင်မြင်ဖို့မျှော်လင့်ချက်တစ်ခုပြန်ပြီးတော့ရှိလာနိုင်တဲ့အခြေအနေဆိုလိုတာဖြစ်ပါလေဒီပုံမှာကျွန်တော်မိတ်ဆွေတွေကဘယ်လိုမြင်လဲ comment မှာရေးခဲ့ပေးပါဦးဒီဗီဒီယိုမျိုးတိတက်တေဆက်တဲ့တုံးတက်ချက်အတူလေးတွေကိုကြားနေတဲ့တဲ့ဆိုရင်လည်း like ပေးခဲ့ပြီးတော့တခြားလူတွေသိဖို့အတွက်လည်း share ပေးပါဦးကျွန်တော် channel ကို subscribe လုပ်ရသေးတယ်လောက်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you